ဟေလူပစ္စည်းတစ်ခုရောင်းဖို့စူးစမ်းနေတော့ဘာလို့ဝယ်သူတွေကလက်မကြည့်ကြတာလဲခေါင်းရှုံနေပြီလားကိုပစ္စည်းအကြောင်းပြောနေမဲ့အစားသူတို့ရဲ့ပြဿနာကိုအာရုံစိုက်ဖို့လိုရဲဆိုတာသိရဲ့လားဒီဗီဒီယိုလေးမှာကီနန်ရဲ့ကက်ဆယ်လင်းစာအုပ်ထဲကအကြောင်းအရာတွေကိုစိတ်ဝင်စားစရာကောင်းတဲ့အပိုင်း30ပိုင်းနဲ့ဆွေးနွေးသွားပါမယ်။ရောင်းအားကျနေသူတွေအတွက်ရောစီးပွားရေးလုပ်ငန်းရှင်တွေအတွက်ပါတကယ်အသုံးဝင်မဲ့ဗဟုသုတတော်တွေရရှိမှာပါ။ဒီစာအုပ်ကရောင်းအားကိုကုန်ပစ္စည်းတွေထက် ဝယ်သူရဲ့လိုအပ်ချက်ကိုဦးစားပေးဖို့ပြောထားတာပါပြတနာကို အရင်ရှာပြီးမှဖြေရှင်းပထမဦးဆုံးအနေနဲ့ဘသူကကိုယ်ကုမ္ပဏီဒါမှမဟုတ်ကိုယ့်ပစ္စည်းကိုဂရုစိုက်မှလဲဘသူမှမရှိဘူးရောင်းတဲ့အခါမှာကိုယ့်ပစ္စည်းရဲ့အကြောင်းပြောမနေပါနဲ့ဝယ်သူရဲ့ပြတနာကိုပဲအာရုံစိုက်ပါကြောင်းလဲခြင်းကနေတန်ဖိုးကိုဖန်တီးပါရောင်းလဲဆိုတာအခြေအနေတစ်ခုကနေနောက်တစ်ခုကိုပြောင်းဖို့ဆိုတာကျွန်တော်တို့သိထားရမယ် ရောင်းသူတယောက်အနေနဲ့ကျွန်တော်တို့ရဲ့အလုတ်ကဝယ်သူရဲ့ပြဿနာကိုရှင်းရှင်းလင်းလင်းဖော်ထုတ်ဖို့လိုရဲ။ပြီးတော့အရင်တိုင်းဆက်လုပ်နေရင်ဘာတွေစုကြုံတွေဖြစ်နိုင်လဲဆိုတာကိုတက်တည်ပြရမယ်။နောက်ဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ဖြစ်ရှင်နည်းကဘလို့အကူအညီပေးနိုင်မလဲဆိုတာကိုပြရမယ်။ပြောင်းလဲခြင်းရဲ့တန်ဖိုးကို တိုင်းတာပါ။ဥပမာအနေနဲ့ပြောရရင်ဝယ်သူက20ရာခိုင်နှုန်းတိုးတက်ခြင်းလဲ။အခု30ရာခိုင်နှုန်းပဲရှိသေးတယ်ဆိုရင်30ရာခိုင်နှုန်းကွာနေတယ်။ဒါကိုအတိအကျပြောပြနိုင်ရမယ်။ လက်ရှိအခြေအနေကိုတေချာနားလဲဘာလို့အယောင်မဖြစ်တာလဲတီလာကိုကရောင်းမတက်လို့မဟုတ်ဘူးဝဲသူရဲ့ပြဿနာကိုဘလို့ရှောက်ပြရမလဲဆိုတာမသိလို့ပါတကယ်လို့ပြဿနာကိုသိရင်အယောင်ကဖြစ်ကိုဖြစ်လာမယ်ပြဿနာရှောက်ခွေရမှာကျွမ်းကျင်သူဖြစ်အောင်လုပ်ပါဝဲသူရဲ့လက်ရှိအခြေအနေကိုတကယ်နားလဲဖို့အတွက်အပေါ်ရန်ပြဿနာထပ်ပူပြီးနက်နက်နဲနဲသိဖို့လိုတယ်ကုမ္ပဏီရဲ့အကြောင်းတွေသူတို့ကြုံတွေ့နေရတဲ့အခက်အခဲတွေအဲ့ဒီအခက်အခဲတွေကုမ္ပဏီကိုဘလို့ထိခိုက်စေလဲ အခက်ခဲတွေရဲ့အကြောင်းရင်းနဲ့စိတ်ခံစားချက်တွေကိုပါသိထားရမယ်။ပြဿနာကိုဖော်ထုတ်နိုင်ဖို့အတွက်ဇာတ်ကူကိုသုံးပါ။ဖြစ်နိုင်တဲ့ပြဿနာတွေအဲ့ဒီပြဿနာတွေကစီးပွားရေးကိုဘယ်လိုထိခိုက်နိုင်လဲ။ပြဿနာတွေရဲ့အကြောင်းရင်းကိုပါထည့်ရေးထားပါ။ဒီလိုပြင်ဆင်ထားခြင်းအပြင်ဝယ်သူနဲ့စကားပြောတဲ့အခါပုံပြီးတိကျတဲ့မိကွန်းတွေကိုမေးနိုင်မယ်။ဒါအပြင်လုပ်ငန်းနယ်ပယ်မှာကိုကကျွမ်းကျင်သူတယောက်ဖြစ်နေပြီလို့သူတို့ကထင်လာလိမ့်မယ်။အောင်မြင်တဲ့အနာဂတ်ကိုပုံဖော် ။အယောင်းဆိုတာအနာဂတ်ကပိုကောင်းတဲ့အခါမှာဖြစ်လာတာပါ။အနာဂတ်ကိုလက်တွေ့ကျကျမြင်အောင်လုပ်ပါဒီစနစ်ကဘလို့အလုံးလုံးစီခြင်းလဲအချိန်ဘလောက်ကုန်စီခြင်းလဲအယောင်းဘလောက်ပူရခြင်းလဲ။ဒါတွေအားလုံးကိုတိတိကျကျမေးပြီးမှတ်ထားရမယ်။ထီရောက်မှုကိုတိုင်းတာပါ။ဥပမာအနေနဲ့ပိုကောင်းမှုဆိုတာထက်စာရင် လုပ်ငန်းပြီးမြောက်မှုကို20ရာခိုင်နှုန်းမြင့်တင်မယ်။ထုတ်လုပ်မှုကို90ရာခိုင်နှုန်းတိုးမယ်လို့ပြောတာကပိုပြီးတိကျတယ်။ ဝယ်သူတွေရဲ့စိတ်ခံစားမှုတွေကိုသိအောင်လုပ်ပါကျွန်တော်တို့ကအနာဂတ်မှာသူတို့ဘာဖြစ်ချင်လဲဆိုတာကိုသိရင် သူတို့ရဲ့ပြောင်းလဲခြင်းနဲ့စိတ်ကိုပို့ပြီးအားကောင်းစေနိုင်တယ်ကွာခြားချက်ကို တိုင်းတာအနာဂတ်နဲ့လက်ရှိအခြေအနေရဲ့ကွာခြားချက်ကိုတိုင်းတာပါအနာဂတ်ကဘာဖြစ်ချင်လဲလက်ရှိအခြေအနေကဘာလဲဆိုတာကိုသိရင်တိတိကျကျတွေ့ထုံနိုင်တယ်။တံမိုးနဲ့ကုန်ကြစည်ကိုချိန်စားပါ။ ရလက်ကယင်းနှမြုပ်နယ်ရကျိုးနယ်ရလားဆိုတာကိုတိကျစဉ်းစားပါဥပမာပြောရရင်ဒေါ်လာတသန်းရဖို့အတွက်ဒေါ်လာတသိန်း300ရာကအဆင်ပြေနိုင်ပေမဲ့ဒေါ်လာတသန်းမပြည့်တပြည့်ရဖို့အတွက်ဒေါ်လာ9သိန်း300ရာကတိတ်မတိကျဘူးပြောင်းလဲဖို့အတွက်ကွာခြားချက်ကတိတ်မကြည့်ဘူးလို့ထင်ရင်နောက်ထပ်ထိခိုက်မှုတွေဒါမှမဟုတ်ပြဿနာတွေကိုထပ်ရှာဖွေပါပြောင်းလဲခြင်းရဲ့တန်ဖိုးကိုမြင့်တင်နိုင်မဲ့အရာတွေကိုရှာပါပြောင်းလဲခြင်းနဲ့စိတ်ရင်းကိုဖော်ထုတ် ပြောင်းလဲခြင်းနဲ့ဆန္ဒရဲ့နောက်ွယ်မှာဘာရှိလဲဆိုတာကိုရှာဖွေပါ။ဘာလို့ဒီလိုပြောင်းလဲခြင်းနာလဲလို့မေးပါ။အဲ့ဒီအဖြေကကိုယ့်ရဲ့ချစ်ကပ်ပုံကိုပြောင်းလဲဖို့အတွက်အရေးကြီးတဲ့အချက်လက်တွေကိုပေးလိုက်မယ်။ပြိုင်ဘက်ကိုအနိုင်ယူခြင်းနာယင်းနှိမ့်နှံသူတွေကိုဂတိပေးထားတာတွေလုပ်ခြင်းနာကိုယ့်ရဲ့အလောက်ကင်မှာပုံပြီးတိုးတက်ခြင်းနာစိတ်ပြည့်စရာတွေကိုဖြည့်ရှင်းခြင်းနာတွေကအတွင်းစိတ်ရဲ့လှုပ်ဆောင်မှုတွေပဲ။အဲ့ဒီလိုလှုပ်ဆောင်မှုတွေကိုသိရင်အနာဂတ်ကိုဘယ်လိုပုံဖော်မလဲဆိုတာကိုပိုပြီးအာရုံစိုက်နိုင်တယ် ဥကြော်စွာကြီးပြောရမယ်ဆိုရင်ဝယ်သူတွေရဲ့ခံစားချက်ကအယောင်းဝယ်ဖြစ်မဖြစ်ဆိုတာနဲ့အများကြီးသက်ဆိုင်နေစူဇန်လေးလာပါအယောင်းဝယ်ကအစမှဖြစ်တာအစုံးမှမမဟုတ်ဘူးမိကုံအမျိုးအစားတွေကအများကြီးရှိတယ်စူဇန်နဲ့မိကုံတွေကအသေးစိတ်အချက်လက်တွေကိုမေးတယ်လုပ်ငန်းစဉ်ထဲဆိုင်တဲ့မိကုံတွေကဘလို့ဆိုတာကိုမေးတယ်လှုပ်ဆော်တဲ့မိကုံတွေကဝယ်သူကို သူတို့ရဲ့လက်ရှိအခြေအနေကို အမြင်အသစ်နဲ့သုံးသပ်ဖို့ညင်ညင်တတတွန်းပေးတယ်။မှန်ကန်ကြောင်းအတီးပြူတဲ့မိကုံးတွေကသတင်းချက်လက်တွေကိုပြန်ပြောပြီးအမှန်တိုင်းနားလဲကြောင်းသိချအောင်လုပ်တယ်။ကျွန်တော်တို့အရန်ကြီးမတိုးတက်ဘူးလို့ပြောရင်မလုံလောက်ဘူး။အဲ့ဒါကိုထပ်ပြီးမေးရမယ်။အရန်ကြီးမတိုးတက်ဘူးဆိုတာဘာကိုပြောတာလဲလို့မေးရမယ်။ဒီစကလုံးတွေကိုသုံးပြီးစမေးပါ။အကြောင်းနည်းနည်းလောက်ပြောပြပါနားလည်အောင်ကူညီပါရှင်းပြပါတဆင့်ချင်းစီပြောပြပါ ဒါတွေကစစ်စစ်မင်းမျက်နေတလို့မခံစားရပဲနဲ့ဆွေးနွေးမှုတွေကိုပိုပြီးနှဆိုင်စေတယ်အထင်ကြီးလောက်တဲ့ဒေမိုလို့လိလာမှုမရှိရင်ဒေမိုမလုပ်နဲ့ဒေမိုလုပ်တဲ့အခါမှာ၄ဘိုင်းရှိတယ်လိလာချင်းနဲ့ဒေမိုလုပ်တာကိုမပေါင်းပါနဲ့ရက်ကိုတက်တက်စီခွဲထားပါအက်ဆိုရဲစကလုံးကိုဖျောက်ပါသူတို့ရဲ့ပြဿနာတွေကိုတီထားရမယ်ခံမှန်းတာမျိုးမလုပ်ရဘူးအရေးသွေးကိုအာယုံဆိုင်ပါအရေးအတွက်ကိုဂယုမဆိုင်နဲ့ customer ကိုတေချာစုပ်ကင်ထားပါ demo မြေပုံတစ်ခုကို ဖန်တီးပါပြဿနာတွေကိုအကြီးဆုံးကနေအသေးဆုံးထိစီပါသူတို့ရဲ့အဓိကပြဿနာတွေကိုဖြေရှင်းပေးနိုင်တဲ့ feature တွေကိုပဲပြပါ feature တစ်ခုကို demo လုပ်ပြီးတိုင်းဒီ feature က customer တွေကိုဘလို့အထောက်အကူပေးနိုင်မလဲဆိုတာကိုမေးပါသူတို့ရဲ့ယုံကြည်မှုကိုအမြဲတမ်းတိစောက်ပါဥပမာအားဖြင့်ဒီ feature က customer ရဲ့ချမ်းရိတ်ကိုဘယ်လိုမြင့်တင်ပေးနိုင်မလဲဆိုတာကိုတွေ့လာလို့မေးနိုင်တယ် ကန့်ကွက်မှုတွေကိုကြော်လွားကိုယ့်ရဲ့ပစ္စည်းကိုဘယ်တော့မှကာကွယ်မနေပါနဲ့ဝယ်သူက သူတို့ရဲ့ကန့်ကွက်ချက်ကိုဘာလို့ကာကွယ်နေလဲဆိုတာကိုဂက်ဆယ်လင်နီလက်နဲ့မေးခွန်းထုတ်ပါစကားဝိုင်းကို ပြန်ညှိပါဈေးနှုန်းနဲ့ပတ်သက်ပြီးကန့်ကွက်မှုတွေရှိလာရင်အနာဂတ်ရလက်နဲ့တန်ဖိုးကိုပြန်ပြီးအာရုံစိုက်ပါဥပမာအားဖြင့်ကျွန်တော်နားမလဲဘူး2020မှာဒေါ်လာ90တန်ရဖို့ကအရေးကြီးတယ်လို့ပြောတယ် ဒါဆိုရင်အဲ့ဒီဘက်နိုင်ကိုရောက်အောင်ကူညီပေးမဲ့အရာအတွက်ဒေါ်လာ၈၀၀၀ကဘာလို့ဈေးကြီးနေရတာလဲလို့မေးနိုင်တယ်။တန်မိုးကို တင်ပြပြီးတဲ့နောက်တိတ်တိတ်နေပါ။ဝယ်သူကိုသူတို့ရဲ့ရည်မှန်းချက်ကိုဘာလို့အကောင့်ထဲမဖော်နိုင်တာလဲဆိုတာကိုရှင်းပြခိုင်းပါ။ပိုက်လိုင်းကိုတိဆောက် B2B ရောင်းသူတွေရဲ့အကြီးမားဆုံးစိုးရိမ်မှုတွေထဲကတစ်ခုကခံမနိုင်မှုပဲ။ပိုက်လိုင်းကောင်းတစ်ခုမှာနောက်ဆုံးရက်တွေကိုတိတိကျကျခံမနိုင်ရမယ်။ 3လတစ်ကြိမ်ဘလောက်ရောင်းရမယ်ဆိုတာကို15ရာခိုင်နှုန်းအောက်တွင်းမှာခန့်မှန်းနိုင်ရမယ်။ပြီးရင်နောက်တစ်ဆင့်ကဘာလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိရမယ်။ပိုက်လိုင်းကိုတေချာပြန်စစ်ပါ။အယောင်းမန်နေဂျာတယောက်အနေနဲ့ကို့အဖွဲ့သားတွေကဝယ်သူရဲ့လက်ရှိအခြေအနေကိုနားလည်ရလား။သူတို့ဖြစ်ချင်တဲ့အနာဂတ်ကိုသိရလား၊ကြွားချချက်ကိုတိုင်းတာပြီးပြီလား၊ဝယ်သူရဲ့စိတ်ထဲမှာဘာရှိလဲ၊ဆုံးဖြတ်ချက်ချတဲ့စံနှုန်းတွေကဘာတွေလဲ၊နောက်တစ်ဆင့်ကဘာလဲဆိုတာကိုတေချာသိရလားဆိုတာကိုတေချာအောင်လုပ်ပါ။ နောက်တဆင့်ကိုအာယုံစိုက်ပါ။အယောင်းကိုတိုးတက်အောင် လုပ်ဖို့အတွက်ဝယ်သူစီကဘာလို့သေးလဲဆိုတာကိုအမြဲတမ်းသိထားရမယ်။ဂတိပေးတဲ့ယူကြည်မှုအယောင်းကောင်းဆောင်တယောက်အတွက်အားသင့်စရာဆိုတာအဆိုးဆုံးပဲ။ဂတိပေးတဲ့ယင်ကြည်မှုမှာအယောင်းသမားတွေကသူတို့ရဲ့နံပါတ်တွေကိုတာဝန်ယူပြီးတိကျမှုရှိမရှိဆိုတာကိုစောင့်ကြည့်ရမယ်။ဒီမန်းချက်က15ရာခိုင်နှုန်းအတွင်းမှာခံမနိုင်ဘူးပဲ။ အကျိုးကျေးဇူးတွေကတပ်ဖွဲ့လုံးရဲ့ယုံကြည်မှုကိုတိုးစေတယ်။အရင်မြစ်တွေကိုပိုကောင်းအောင်စီမံခန့်ခွဲနိုင်တဲ့ဖြစ်နိုင်ခြေရှိတဲ့ခြုံရင်းချက်တွေကိုစောစောတည်နိုင်တဲ့လုပ်ငန်းပြီးဆုံးခါနီးမှာလျှော့ဈေးတွေပေးစရာမလိုတော့ဘူး။အကောင့်ထဲပေါ်ဖို့နီလန်းတွေကအယောင်သမားတွေကိုသူတို့ရဲ့နံပါတ်တွေကိုဂတိပေးခိုင်းပါ။ဂတိတွေကိုစိန်ခေါ်ပါဒါပေမဲ့နောက်ဆုံးမှလက်ခံလိုက်ပါ။ကက်ဆယ်လင်းနီလန်းကိုတုံးပြီးဂရိတွေကအချက်လက်ပေါ်မှာအခြေခံထားတဲ့ဆိုတာတေချာအောင်လုပ်ပါ အဖွဲ့ဝင်တွေကိုတက်တောင့်တတဖြစ်စေပြီးလက်တွေ့ကြတဲ့အရာတွေကိုပြောပြခိုင်းပါဒီဗီဒီယိုမှာကက်ဆယ်လင်းစာအုပ်ထဲကအဓိကအချက်တွေကိုဆွေးနွေးခဲ့ပါတယ်ဒီသင်ခန်းစာတွေကိုအခြေခံပြီးလှုပ်ဆောင်ဖို့အားပေးပါတယ်ကိုယ့်ရဲ့အယောင်ပြူဟာကိုပြောင်းလဲပြီးအယောင်အောင်မြင်မှုရယူနိုင်ကြပါစေဗျာ